မင်္ဂလာပါကျေးဇူးပါပြီ channel ကနေပြီးတော့ပြန်လည်ကြည့်ဆိုပါရယ်ဒီနေ့ပြပြမယ့်အကြောင်းကတော့ကျွန်တော်တို့ဒီ brain level နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရေကိုယ်ရေကိုယ်တွင်းနဲ့ပတ်သက်ပြီးတော့မှလူတွေကအဲမျိုးမတူဟို idea မတူဉာဏ်ရည်ဉာဏ်တွေးကိုယ်ရေကိုယ်တွင်းမတူဘူးဆိုရင်ကျွန်တော်တို့တွေကပြဿနာရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တွေကစကားကိုကျွန်တော်ကအဲဒီဘာပေါ့လဲကျွန်တော်ရဲ့အတွေ့အကြုံပြဿနာပုံပြဿနာလာတဲ့အတွေ့အကြုံပုံမတူဘူးကျွန်တော်ပြပြပေးချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကိုယ်ရေကိုယ်တွင်းလို့ပြောလိုက်လို့ဆိုတာ ਨੇ ဘာလဲဆိုတော့သူက အလုပ်တွေဆိုရင်ကျွန်တော်ရေဘွဲရပညာတက်လို့ပါအောင်ဆိုပြီးဦးစားပေးပြီးခေါ်တဲ့အလုပ်တွေရှိတယ်ဗျာဒါပေမဲ့အဲ့အလုပ်တွေကရောဘွဲရပညာတက်ဆိုရင်ဘောနော်ဘွဲရပညာတက်ဖြစ်ပြီးတော့မှဘာမှမလုပ်တဲ့လူတွေရှိတယ်တချို့ဆိုရင်ကျွန်တော်ရေဒီဘွဲတော့မရဘူးအဲ့လိုမျိုးဘွဲတော့မရဘူးဒါပေမဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့လူတွေရှိတယ်ဗျာဒါပေမဲ့ဘာကြောင့်လုပ်ငန်းမဆိုင်မှာကျွမ်းကျင်တဲ့လူတွေကိုမခန့်မနဲ့ဘွဲရဘောတဲ့လူပဲခန့်မယ်လို့ပြောတာလဲဆိုတော့သူကအဓိကနံပါတ်1ကသူက ကုမ္ပဏီက brain level ပေါ့ brain level ဘာပြောင်းအောင်လဲဆိုတော့အဲပွဲရတယ်အဲအဲ့လိုမျိုးเนาะကျွန်တော်ဒီအကြည့်မဲ့ပြူတယ်လက်မှတ်ရှိရှိတာဖြစ်တဲ့အတွက်သူ့ရဲ့အတွေးခေါ်ကအဲဥပမာပေါ့เนาะတွေးခေါ်နိုင်စွမ်းရှိရဲ့အဲဒီလုပ်ငန်းကကနေမှဆိုတော့ဦးစီးဦးဆောင်နိုင်ရလို့ထင်နေဆိုပြီးအဲ့လိုမျိုးလုပ်တော့ပေါ့เนาะအဲ့တော့ပြဿနာကဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီအဲ့ဒီမှာကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့အလုပ်ထဲမှာပေါ့เนาะအဒီကြောက်တော့ဥပမာပေါ့เนาะစဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်ပေါ့เนาะဒီဘယ်လိုခေါ်မလဲဆိုတော့ နံပါတ်1ချက်အမောပေါ့နော်ကြောင်းဆိုတဲ့ဟာလည်းတည်ရှင်ရမတက်လာခဲ့ရဘူးဒါမှန်တယ်အဲတစ်ချက်ပြီးတော့ဘွဲဆိုတဲ့ဟာလည်းသူမမြင်ရဘူးရတယ်အဲတည်းတစ်ချက်ပြီးတော့ဘာသာစကားဆိုလည်းမမြင်ရဘူးတစ်ချက်ဟုတ်ပြီနောက်တစ်ချက်အဲ့ဒီလည်းမရှိဘူးပေါ့နော်ဒါပေမဲ့သူ့မှာပါရှိတယ်ဆိုတော့လုပ်ငန်းအတွေ့အကြုံဆိုတဲ့ဟာမှာကသူကရှိတယ်ပြီးတော့လုပ်ရည်ကံရင်ရှိတယ်လုပ်ရည်ကံရင်ဆိုတော့ဘယ်လိုဆိုတော့ပင်ပင်မန်းဆိုတဲ့လုပ်နိုင်တယ်ဘယ်လိုမျိုးပေါ့နော်လုပ်ရည်ကံရင်ရှိတယ်လုပ်ငန်းအတွေ့အကြုံရှိတယ် ဒီဘက်ကကြတော့ကျွန်တော်တို့ဒီဘွဲရတယ်ပညာတတ်တယ်ဘာသာစကားဆိုတဲ့ကျွန်တော်တို့မြန်မာစကားပြင်ကျွန်တော်တို့ဒီအင်္ဂလိပ်စာဆိုတဲ့အဟာဘုံလည်းရတယ်ပြီးတော့အဲ့လိုပုံစံမျိုးเนาะအဲ့တော့အဲ့နှစ်ယောက်ကအလုပ်တူလုပ်မစင်ဘာဖြစ်လဲဆိုတော့သဟစာရမဖြစ်နိုင်တော့ဘူးဘလူသဟစာရမဖြစ်နိုင်ဘူးဆိုတော့ဒီဘက်ကကျွန်တော်လူရဲ့စဉ်းစားပုံနဲ့ဒီဘက်ကလူရဲ့စဉ်းစားပုံနဲ့မတူဘူးအဲ့တော့မတူတော့ဘာဖြစ်လဲအဲ့ဒီလူနှစ်ယောက်ကိုအလုပ်ထဲမှာလွှဲပြီးလုပ်ခိုင်းလိုက်မယ်ဆိုရင်ခိုက်ရန်ဖြစ်ပေါ့ပို့ပြီးတော့မှာ ဟိုအမှန်ပါရန်ဖြစ်တာပဲဖြစ်စေအကလူမတူဝင်နဲ့ပြဿနာကြီးဖြစ်တာပဲဖြစ်စေဖြစ်ဖို့များတယ်အဲ့တော့မလုပ်လို့ဘူးဆိုလည်းရှေ့ကိုမရောက်တော့အဲ့ဒါချက်အဲ့ဒါတကယ်လို့တွေ့နော်အားရောက်မလို့ဒီကုမ္ပဏီတွေကဝယ်ရတဲ့လူကိုပဲခန့်တယ်ဆိုတဲ့ဟာကဘာပြောဆိုတော့စင်စာတွေးခွန်နဲ့ရှိရဲအခုမှတခုပြဿနာဖြစ်တော့မယ်ဆိုရင်တော့မှမဖြစ်တော့လက်ထော်ရမယ်အဲ့အဲ့လိုမျိုးဝန်ဆောင်မျိုးနော်အဲ့တော့ကျွန်တော်ခုနပြောတဲ့အချိန်ဒီဘက်ကတော့ကျွန်တော်တွေဝယ်ရတဲ့လူပေါ့နော်အဲဒီမှာအတွေးခေါ်ပညာရှိရဲ့ အဲ့လူကကျွန်တော်ဒီဥမာပေါ့ဒီဘက်မှာ9ယောက်ရှိတယ်ပဲဟောဟုတ်တယ်နော်ဒီဘက်မှာ9ယောက်ရှိတယ်ဒီဘက်မှာကျတော့ကျွန်တော်10ယောက်ရှိတယ်အဲ့လူတွေဘောင်းကြီးလုပ်မယ်ဆိုရင်အဆင်ပြေတယ်ဒီဘက်ကလူကများတယ်ဒီဘက်ကလူကအဆင်ပြေတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဘက်ကဘွေးရရတယ်အတွေးခေါ်ပိုင်းဆိုတော့ဟိုအကောင်းဆုံးကောင်းတယ်ပေါ့နော်အဲ့လူကဥမာဘာဖြစ်ပြောတာဒါပေမဲ့ဒီဘက်ကလူကတော့အဲလုံရကန်ရင်ရှိရယ်အတုကြုံရှိရယ်လုံနိုင်တယ်ကင်နေတယ်ဘာသာစကားပိုင်းဆိုတော့မတက်ဘူးပေါ့နော်ဒါပေမဲ့အဲ့လူမျိုးများလာတယ်ဒီဘက်က9ယောက်ရှိရယ် ီဘက်ကတော့ဝဲရတဲ့လူရှိတယ်။ဟုတ်ပြီနော်။အဲ့လိုရှိရဆိုရင်ဒီဘက်ကပြောတဲ့စကားတွေကိုဒီဘက်ကလည်းပဲနားမလည်ဘူးအပြောဆိုတာ။ဒီဘက်ပြောပြီဆိုရင်ကောင်းစီချင်းလို့ပြောရဆိုပြမယ်။ဒီဘက်ကနက်ကတဲ့အတွေ့အတွေ့မကောင်းဘူးတွေ့။ဟာဒီကောင်ဆရာကြီးလုပ်တာလား။ဟာဒီကောင်ဘာကောင်လဲ။ဟာပေါ်လေးရအပေါ်လေးတခုပဲရယူတော့ဘွားဆိုတဲ့ဟာမျိုးဘက်ကလူကြီးပြောတယ်။အဲ့တော့နောက်မှဘာဖြစ်လဲဆိုတော့ဒီစုကအဲတချိတ်တည်းတည်းနဲ့အတွေ့ခေါ်ချင်းရတူတာဖြစ်တဲ့အတွက်နောက်ဆုံး အဲဒီဘက်ကတူပြဿနာဖြစ်တာတွေခိုင်းရင်ပြန်ပေါ်တာတွေနောက်ဆုံးရောအဲဒီဘက်ကနေပြီးတော့မှကုမ္ပဏီကနေလိုက်ရှင်းပြရတဲ့ဟာတွေအရန်ကြီးဖြစ်တာတွေတောက်စားရင်းနဲ့မှပေါ့နော်မရှင်းမနေချက်တွေကိုပြောရင်းနဲ့မှရန်ဖြစ်တာတွေပိုင်ရန်ဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်ရန်ကုန်မှာဆိုတော့ကျွန်တော်အလုပ်တွေအများကြီးပါအများကြီးကျွန်တော်သွားလျှောက်ခဲ့ဘူးလေနိုင်ငံခြားကုမ္ပဏီမှာလည်းကျွန်တော်လုပ်ခဲ့ဘူးလေပုဂ္ဂလိကကုမ္ပဏီမှာလုပ်ခဲ့ဘူးလေနော်အဲ့တော့အနှစ်ချုပ်တွေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ကတည့်ပြောတာအဲ့ဒီတစ်ထည့်ရဟေး အခုမှဆိုရည်လေတာသမီးရှိတယ်တဲ့အဲဒီအသက်60ဝန်းကျင်တော့ရှိပြီနော်သူကတစ်ထည့်ရတော့သူကဘာလို့လဲဆိုတာဒီ electronic ပတ်သက်ပြီးတော့မှဒီပုဂ္ဂလိကပေါ့နော်ကျွန်တော်တို့ဒီ software တွေလိုက်ရင်လုပ်တာပေါ့နော်အဲ့တော့ဒီလေးတွေဘွဲရပညာဆက်ဘွဲရပညာဆက်တော့မဟုတ်ဘူးနော်ဒါကဥမာပြပြတာလူတိုင်းပြောနေတဲ့စကားကိုပြောမိတာပေါ့နော်အဲဘွဲရတဲ့ဟာကိုခေါ်တာဆိုတာတဲ့ဘာပြောတွေးခေါ်နိုင်စမ်းရှိပြီးတော့ ပေါ့နော်။ဘာပြီးတော့ပို့တွေးနိုင်တယ်ပေါ့။အဲအကြောင်းမို့လို့အပွဲရတဲ့လူပဲစီစဉ်ခေါ်တယ်ဆိုပြီးထည့်တာ။အမှန်တော့တဲ့ကြီးလေကိုရီးယား။အဲ့ဒါလည်းမလိုပါဘူးကြည့်။အဓိကလုပ်ငန်းကျွမ်းကျင်တဲ့ဒီလို့သေးရှာသာသနာပြောင်းလုပ်နိုင်တယ်ဆိုရင်ခေါ်တယ်တဲ့။ဘာကြောင့်အဲ့လိုမျိုးကန့်တာတွေလဲဆိုတဲ့ဟာလေ။အခုတို့အများကြီးလုပ်ခေါ်ခဲ့ဘူးတဲ့။ကိုမြန်မာလူမျိုးအချင်းချင်းအဆင်ပြေပါလေဆိုပြီးတော့ဒီလုပ်ငန်းကိုအတွေ့အကြုံရှိရတူပြီးခေါ်ကြည့်ပါဖြစ်တယ်ဆိုတော့လုပ်ငန်းထဲမှာအဆင်မပြေတာတွေခိုင်ရန်ဖြစ်ပေါ်တာတွေအချင်းချင်းမတည့်တာတွေဖြစ်ကြတယ်တဲ့။ ဖြစ်ကြတော့ဘာဖြစ်နေလဲဆိုတော့သူတို့မှာအဲ့လိုမျိုးပေါ့နော်ဟိုဒီတခုလုတ်ပြီဆိုရင်ဘာ side effect တွေဖြစ်လာနိုင်လဲဆိုတဲ့ဟာမတွေးတော့ဒီလက်လူကလောက်အားရှိတဲ့လူတွေပေါ့နော်အတွေ့အကြုံရှိတဲ့လူတွေကဟာဒီလိုမရတယ်ဘာဖြစ်လဲဘောကောက်ထွက်လာမယ်ဆိုပြီးအဲ့လိုပုံမျိုးများတယ်တကယ်ကဲစဉ်းစားတဲ့လူကြတော့ဘာဖြစ်လဲဩငါဒီအလုပ်မှာလုပ်မယ်ငါရဲ့ရည်ရှိမှာငါရဲ့အဆက်ငါရဲ့ image ငါရဲ့ပုံရိပ်ငါရဲ့အတွေ့အကြုံပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာသာတွေ့ရလဲဆိုတော့အဲ့မှာ ဒါတော့เนาะလူတိုင်းရဲ့အဲ့လိုထင်လိမ့်မယ်အဲကျွန်တော်လက်ရှိဖြစ်ခဲ့တယ်လက်ရှိမြန်မာနိုင်ငံမှာလည်းဆိုတဲ့အဲ့လိုမျိုး company ဘိုင်းရှင်တွေရှိတယ်တကယ်တည်းရှိရှိတယ်အဲဘွဲရည်လူဦးစားပေးပြီးခေါ်တယ်ဆိုတဲ့ဟာကလည်းလုပ်ငန်းထဲမှာခိုင်ရန်ဖြစ်ွားတာတွေမဖြစ်ဖို့ရဲအတွေးခေါ်ဘိုင်းဆိုင်ရာတွေပါတူညီဖို့ရဲပြီးတော့အဲဆက်လင်းပြီးတော့တွေးတဲ့အဲဆိုရင် scale ပေါ့နော်ဒီနားလည်မှုဆိုအားရှိဖို့အတွက်ရဲအဲအားလုံးတို့ဒီဘွဲရတဲ့လူကတော့ဘာလို့ပြီးတော့တွေးနိုင်တဲ့အဲ့လိုမျိုးပေါ့နော် ပုံမှန်ဆိုရင်အနေရှိမဲ့ဟာတွေဆိုလဲကြော်ထားနိုင်တယ်ပြဿနာဖြစ်တဲ့ဟာတွေဆိုလဲမလို့မလို့ဘုံတော့မလို့ဘူးပေါ့နော်အဲ့လိုမျိုးယုံကြည်ရဖြစ်တဲ့အတွက်အဲ့လိုမျိုးထည့်တာပေါ့တချို့လူတွေဆိုရင်ဒီလုံငါလုပ်ငန်းပို့ပြီးရောဖွံ့ဖြိုးဖို့အတွက်ငါလုပ်ငန်းပို့ပြီးရှေ့ရောက်ဖို့အတွက်အတွေ့အကြုံလိုတဲ့လူတွေကိုလိုတယ်တကယ်ကြီးလုံလုံနိုင်ခြင်နိုင်တဲ့လူတွေကိုတကယ်ကလိုတယ်ပေါ့နော်အဲ့တော့ဒီလုပ်ငန်းတွေပါလေပတ်ပြပညာဆိုရဲဟာလေကျောင်းပညာရေးဆိုတဲ့ဟာကအမှန်တော့အဲ့လောက်ကြည့်တော့အရေးမကြီးဘူးဘာသွားပြီးတော့ အရေးကြီးတယ်ဆိုတော့ကိုယ်ရေကိုယ်တွေးအတွေ့အကြုံနဲ့စဉ်းစားတွေးခေါ်နိုင်ဆိုတာ skill ဆိုတဲ့ဟာပေါ့နော်အဲအဲ့လိုသွားလို့တယ်ဘာကြောင့်လဲဆိုတော့တကယ်ကကိုယ်ရေကိုယ်တွေးရှိတဲ့လူစဉ်းစားတွေးခေါ်နိုင်တဲ့ရှိတဲ့လူကအလုပ်တစ်ခုမှာဥပမာပေါ့နော်ငါအဆင်ပြေဘူးဆိုတာကောက်မထုံဘာကြောင့်လဲဆိုတော့ဒီအလုပ်တစ်ခုမှာလုပ်ဘူးဘာကြီးကုမ္ပဏီကလုပ်ပြီဆိုရင်အမဲဆက်ကြီးကြံခဲ့အောင်ထိတယ်သူမလုပ်ဘူး အားလုံးနဲ့သဟာစာသာဖြစ်အောင်လုပ်မယ်အကြောင်းကိုရောက်မယ်နော်နိုင်ငံခြားဖြောက်တာဖြစ်စေအရင်ပြည်ပကရှိတာဖြစ်စေဒါမျိုးပဲနဲ့လုတ်ပြောင်းခြင်းတဲ့ဟာပေါ့နော်ဒီစားလဆာကောင်းတဲ့ဟာရှိလို့ပဲထွက်သွားတာဖြစ်စေကောင်းတဲ့ပုံရိပ်ဆိုတဲ့ဟာပေါ့နော်ဒီကုန်းကထားခဲ့ပြီးတော့မှအရင်မင်းနဲ့ဘယ်တော့မှမထွက်သွားဘူးဥပမာပေါ့တရားနဲ့တရားအရှင်းများပြီးတော့စကားများရဲ့ဆိုရင်တော့မှဈေးခံပြီးတော့မသိကြအောင်ဆောင်းလိုက်လေလှည့်ထွက်သွားတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ အဲ့လိုပုံစံမျိုးကိုနေရာတိုင်းရာကုမ္ပဏီတိုင်းရာလိုချင်ကြတယ်ဘယ်သူမှလည်းဖြည့်ရှင်းမပေးချင်ကြဘူး။ဘာကြောင့်လဲဆိုတော့အလုပ်လုပ်နေဆိုတဲ့ဟာအပြော်သွားလုပ်ကြတာမဟုတ်ဘူးနော်။အဲဟာဒီကောင်ကဘာကောင်လဲညာကောင်လဲဆိုအဲ့လိုတော့ထင်ကြရအောင်နော်။ဒါပေမဲ့အဲ့လိုထင်တဲ့နေရာတွေမှာလည်းခိုင်းရရင်ကိုညာညာတွေကိုကိုယ်ကိုယ်တွေကိုမှယာလူပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်တော့ကိုကတွေ့ကြုံရှိရှိလို့ပညာသားပါပါပြန်ပြီးဖြည့်ရှင်းလို့ရတဲ့နည်းတွေရှိရောနော်။အဲ့လိုမျိုးတွေလည်းဒီကောင်းဆောင်နေရာနေပြီးတော့နော်။ဟိုကိုကိုကိုယ်တိုင်စဉ်းစားကြွေးကြော်ပြီးတော့ဟန်နဲ့ဟက်တဲ့လောက်ဝင်နိုင်အောင် ပြစ်စေချင်တာပေါ့နော်အဲ့တော့ကလေးကလာလည်းမဟုတ်ဘူးနဲ့ဟိုကြီးကောင်ကြီးမကြီးလည်းရင်ဖြစ်တာတွေမတည့်တာတွေပြီးတော့မန်နေဂျာရဲ့ဝင်ရှင်းပေးရတာတွေတတိယဝင်ရှင်းပေးရကြတော့ဘယ်ကုန်းကအဲ့လိုမျိုးမလို့ခြင်းဘူးပေါ့နော်လွတ်လွတ်ပြီဆိုတော့အားလုံးမှာဒီပေါ့နော်ဝါရတီမှုအတွက်အဆင်မပြေမှုအတွက်ပေါ့နော်ငွေရှာတော့မယ်အဲ့လိုမျိုးတော့ကိုလောက်ကြာများတယ်ချို့ကြတော့လည်းအသက်ရွယ်ရာအတွေ့အကြုံရှာတာလည်းဖြစ်နိုင်တယ်အခက်တခဏအပြီးပတ်မထုတ်ခင်မှာအလုပ်လုပ်နေတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်တွေ့ကြုံရှာနေတာလည်းဖြစ်နိုင်တယ် အဲတချို့တွေကြတော့လည်းဘွားရဲ့ချီမူတက်ကိုကျွန်တော်တို့ရီမန်းထားတယ်အဒီလုံမှတိချာလုံမယ်ကောင်းအောင်ဝင်လုံမယ်နောက်ပိုင်းယာတူးတွေပါတိုးလိုက်ပြီဆိုရင်အဒီမှာပဲဆွဲပြီးတော့မှဆယ်နှစ်တန်ကြီး၅နှစ်တန်ကြီးအလုံးနောက်ဆုံးချို့ဘုတ်ကိကဆိုလည်းနှစ်ပေါင်း20လောက်ထိနေဝိုင်းလူတွေရှိအဲ့လိုမျိုးကောင်းအောင်ဝင်နေတဲ့လူတွေကြတော့လည်းသူ့ရဲ့ generation တွေသားသမီးတွေရှိရဆိုတော့ထည့်ပြီးတော့မှယုံကြည်မှုနဲ့ဒီကုမ္ပဏီမှာရှေ့ဆက်ပြီးတော့လှုပ်လှုပ်ဝါလို့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကုမ္ပဏီနဲ့ခေါ်ပြီးဆိုရင်ဘာကြောင့် ီဝေါ်ရိုက်လူတွေခေါ်လဲဆိုတဲ့ဟာကအဓိကကတော့စဉ်းစားတွေးခေါ်နိုင်တယ်လို့သူတွေကထင်တယ်အဲအကြောင်းမို့လို့အဲဝေါ်ရိုက်လူဆိုပြီးတော့ကောင်းစင်တက်ပြီးတော့ခေါ်တာအမှန်တော့ကုမ္ပဏီတွေတော်တော်များများအဲ့လောက်ကြီးမလို့နိုင်ငံခြားကုမ္ပဏီတွေလည်းအဲ့လောက်ကြီးမလို့အဓိကကမင်းမှာစကေးရှိရယ်လုံနိုင်တယ်ကင်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုရင်သူကခေါ်တယ်လုပ်ငန်းချုပ်ချုပ်ရှိရယ်ရပြီဒါပေမဲ့လုပ်ငန်းချုပ်ချုပ်ရှိရယ်အဲ့လိုမျိုးပေါ့နော်အဲဒီ ပညာရည်ချင်းလို့ပြခေါ်တာလူတွေတော့ပဲမင်းနေတာဆိုပညာရည်ချင်းပေါ့ဝဲမင်းရအောင်ဖြစ်တဲ့အတွက်ပဲဖြစ်လို့ဆိုတော့လူတိုင်းနဲ့စကားပြောတဲ့နေရာတွေမှာသဟစာတာမဖြစ်တာတွေပါညာအဲ့လိုမျိုးကြွားတယ် level ဆိုရင် level တခုပေါ်ပါလိမ့်ဆိုတော့ manager level ဘယ်လိုမျိုးဆက်ဆံရမှာလဲ supervisor ဆိုတာပါလဲ senior ဆိုတာပါလဲကိုယ့်အရှိမရောက်ထားတဲ့အတွေ့အကြုံရှိတဲ့လူတွေကပါလဲသူတို့ဘယ်လိုမျိုးဆက်ဆံရမှာလဲဆိုတဲ့ဟာတွေကဒီအပြင်ဘက်နေပြီးလာပြီးအတွေ့အကြုံရှိတဲ့လူတွေကမသိအဲ့မှာပြဿနာဖြစ်ကြတာ ဘာပြီးတော့ဒီဘက်ကနေပြီးတော့မှဟိုမှာအတွေ့အကြုံမရှိဘူးဘာမှမရှိဘူးဒါပေမဲ့ပညာရည်ရှင်းအပညာတော့ရှိတယ်ဒါပေမဲ့အပညာရှိတဲ့လူတွေက supervisor ဆိုရင်ဘယ်လိုမျိုးဆက်ဆံရမလဲဆိုတာသူသိတယ် senior ဆိုတဲ့ဟာကဘယ်လိုမျိုးဆိုတာသိတယ် accountant ဆိုတာဘယ်လိုမျိုးဆိုတာသိတယ် HR ဆိုတဲ့ဟာကလည်းဘယ်လိုမျိုးဆိုတာသိတယ် senior စီကံရဲ့အောက်မှာနေပြီးတော့မှဘယ်လိုမျိုးလုပ်ရမလဲဆိုတာလည်းသူသိတယ်ဒီဘက်ကလူကြတော့အတွေ့အကြုံရှိတယ်လုံလန်ကံဆိုတာရှိတယ်အဲဒါမဲ့ပွဲမရဘူးအဲဘာစာတီဖီကိတ်မှမရှိဘူးဒါပေမဲ့သူ့မှာကျတော့ serious ငဲဆိုတဲ့ဟာလိုက်မနာဘူး။အော်ငါလုံနေတာပဲကွာဘာဖြစ်လဲ။အစင်ပြေဘူးဘာဖြစ်ကွာထွက်မယ်ကွာ။တခြားလူပြောင်းမယ်။အဲ့လိုမျိုးရှိတယ်။အဲ့လိုလူမျိုးတွေတော်တော်အဲ့လိုမျိုးရှိတဲ့လူတွေကထွက်ပေါ်ပြီးအလုပ်တွေဘောင်းဖြောက်ပြောင်းနေတာလေ။အဲ့လိုလူမျိုးတွေများတယ်။ဒီဘက်ကလူတွေကြတော့ဥမာနှစ်နှစ်တန်းကြီးသုံးနှစ်တန်းကြီးအဲ့လိုမျိုးလုံးကြတယ်။အဲကိုကကောင်းတဲ့ဆွေးတွေလူတွေပြဿနာတစ်ခုဖြစ်ပြီဆိုရင်တော့မလူကစဉ်းစားပြီးတော့မှကြော်လိုက်တာတွေမသိချင်အောင်ဆောင်လိုက်တာအဲ့လိုမျိုးရှိတယ်။အကုန်လုံးရိုင်းရတယ်အဲ့လိုမျိုးဖြစ်စေချင်တာ။အဲ့တော့ ပြဿနာဖြစ်ဆိုတော့ brain level ပေါ့နော်ကျွန်တော်တို့ IQ level ဆိုတဲ့ဟာကတော်တော်လေးမှတော်တော်လေးလိုတယ်တချို့ဒီကောင်တွေကျွန်တော်ဆိုလဲကျွန်တော်ပြောတဲ့စကားတွေကိုတချို့ကနားမလည်ဘူးကျွန်တော်ဆိုရင်ကျောင်းဆိုရင်တပိုင်းတစားနဲ့ကျွန်တော်ပြီးတာပြီးသွားတာတကယ်ချင်းချာကျွန်တော်ဝဲရတဲ့အထိကျွန်တော်မလုပ်နိုင်ခဲ့ဘူးပြင်းကိုပြင်းတာဒါပေမဲ့ချိန်ကြီးတယ်ခုကတော့ကျွန်တော်အတွေ့မှရှိတယ် ဘဝရည်ရွယ်မှုအတွက်ကိုကျွန်တော်တွေတစ်ခုမှတစ်ခုကျွန်တော်လုံးဝရမှာဆိုရင်ကျွန်တော်ပါလေလေ့လာတယ်ဆိုတော့နည်းပညာနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်လေ့လာတယ်အယောင်းဝယ်ပိုင်းနဲ့စီးရန် marketing ပိုင်း company handling ပိုင်းတွေကိုကျွန်တော်လေ့လာတယ်အဲ့တော့ WhatsApp ပြီးပြီးဇန်နဲ့ပဲသွားတက်တာလားဆိုတော့ဇန်နဲ့ပဲသွားတက်တာမဟုတ်ဘူးလုပ်ငန်းမျိုးစုံမှာကျွန်တော်လုပ်ဝင်ရောက်တယ်အဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်ရဲ့ brand level ကိုကျွန်တော်မြင် version မြင်တယ်လို့ခေါ်တယ်အခုကိစ္စကားနဲ့ပြောမယ်ဆိုရင် version မမြင်ဘူးဆိုရင်ခင်ဗျားဘဝဟုတ်ချောက်တဲ့ရောက်ပြီးတော့ခင်ဗျားဘဝဘာမှဖြစ်လာဘူး ကျွန်တော်ရဲ့ idea ကျွန်တော်ရဲ့အတွေ့အကြုံကကျွန်တော်အရင်ကဇီရိုပဲရှိနည်းပညာရပြောမယ်ဆိုရင် keyboard ဖုန်းတက်တာပဲရှိတယ်အဲ့တော့ keyboard ဖုန်းသားအသားနေပြီးတော့ကျွန်တော်က RAM ရအောင်ကျွန်တော် idea ကိုကျွန်တော်လိမ့်လာတယ်အမောက် mobile ဖုန်းစင်ဆိုရင် RAM 2GB RAM 2GB ပမာဏဖြစ်အောင်ကျွန်တော်လိမ့်လာတယ် RAM 2GB နဲ့ရှင်းရပြီးသားဆို RAM 4GB ဖြစ်အောင်လိမ့်လာမယ်ပြီးရင် data ပမာဏအဲ့တော့လူရဲ့မှတ်ဉာဏ်က ဒီဖုန်းနေမိုဘိုင်းတွေလိုပဲနေမညာတိုးတက်သွားဗျာကို့ညံကိုလည်းကျွန်တော်ရအပ်ဒိတ်လုပ်တာဘာတွေထွက်နေရလဲဘာတွေဖြစ်နေရလဲအခုဆိုရင် AI ကြီးဖြစ်နေခင်ဗျာဒီအုံနောက်ကမလိုက်နိုင်ဘူးဆိုရင်နောက်ကျကျန်နေပြီနောက်ကျကျန်နေတာဘာဖြစ်လဲဆိုတော့ဘာမှတော့မဖြစ်ဘူးဒါပေမဲ့ကို့ရဲ့ level ပုံမူတည်ပြီးငါဘယ် level သွားနေတာလဲငါဘာဖြစ်နေတာလဲဆိုတဲ့ပုံမူတည်ပြီးတော့မှကျွန်တော်ရဲ့ level ပုံမူတည်ပြီးတော့မှကျွန်တော်သွားနေနေရအောင် ကျွန်တော်တို့ရဲ့အတွေးခေါ်ရင်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကျွန်တော်တို့ရဲ့လုံလိုက်ကန်နိုင်စွမ်းတွေကကျွန်တော်တို့ level တစ်ခုအနေနဲ့မြင့်ပြီးပါဒါမှမဟုတ်လည်းကျွန်တော်ပြောမှာဘူးပုံမှန်လေးပေါ့နော်မမှန်ရင်ပြောမှာစင်ပုံပုံနေပုံပေါ်စားဖြစ်ရှင်ဆိုရင်စားတဲ့တော့လိုက်စားတဲ့တော့လိုက်ရတဲ့ဟာ၃လိုက်အဲ့လိုမျိုးနဲ့ကုန်သွားမှာပညာတစ်ခုဆိုတဲ့ဟာရှားဝိုင်းဆိုရင်ကျွန်တော်သွားခြင်းနေရ level တိုက်တဲ့နေရာကိုသွားလို့ရမင်းဘွဲရတယ်မင်းပညာတက်တယ်နိုင်ငံကောင်ကိုလှည့်ပတ်သွားနေဟုတ်ပြီငါဘွဲမရအောင် ဇာတ်လမ်းတွေရှာမကြည့်ခဲ့ဘူးဒါပေမဲ့ငါ့မှာ skill ရှိတယ်ငါ့မှာ idea ရှိတယ်ဝိရဒတာနဲ့အတွေ့အကြုံတွေရှိတယ်ဟုတ်ပြီမင်းဘာကြောင့်ပြောမလဲ marketing ကြောင့်ပြောမလားမသိငါလုပ်ခဲ့ဘူးလေစေစုံနေစုစုမလုပ်ခဲ့ဘူးအရောင်းဝယ်ကြောင့်ပြောမလားဒီပစ္စည်းစုခုဘယ်လိုရောင်းအောင်လဲဆိုတာငါသိအင်္ဂလိပ်လိုပြောမလားအင်္ဂလိပ်လိုငါဘယ်လိုရောင်းအောင်လဲဘယ်လိုပြောအောင်လဲငါသိ customer ကပြဿနာတက်နေပြီဒေါ်လာထွက်နေပြီဟုတ်ပြီသူဒေါ်လာထွက်နေတာကိုဘာကြောင့်လဲဆိုတဲ့ဟာကိုအဆင်ပြေအောင်မဖြေရှင်းနိုင်ဟုတ်ပြီ ဟုံးကြောင်ပြောမလားငါကြည့်နေပညာကြောင်ပြောမလားငါကြည့်အကုန်ကြည့်အကုန်လေ့လာထားတာဘယ်လိုလေ့လာထားလဲအများကြီးပေးဆက်ထားတာအခုဒီလေကျွန်တော်လေ့လာနေရတော့အခုနံပါတ်1ကျွန်တော်အသက်30ဝန်းကျင်ရှိပြီအရင်ကကျွန်တော်0နဲ့စတာကျွန်တော်လေပြောကျွန်တော်မြင့်နေအခုဆိုရင်ကျွန်တော်ထိုင်းနိုင်ငံမှာလုံးလုံးနေတယ်ဟုတ်ပြီမြင့်ပါလေမြန်မာရှင်ချင်းမြန်မာလူပြောမယ်အချင်းချင်းကိုမချိနဲ့နဲ့ level ဆိုတာရှိတယ်စီနီယာဆိုတာရှိတယ်ဂျူနီယာဆိုတာရှိတယ်ကျွန်တော်ပိတ်ပြောမယ် ငါပမာပဲပမာလူမျိုးပမာစကားကိုအကုန်ကိုကျွားစာကျွန်တော်ပြောတယ်ဘာမှကျွန်တော်တက်တယ်အင်္ဂလိပ်လိုတက်တယ်မပြောဘာကြောင့်လဲဆိုတော့တိမပြောအရန်လိုအပ်လာပြီးကို့လာပြီးတော့လာဖောင်းတယ်ဘာမှမဟုတ်မဟုတ်ဘဲနဲ့တွေ့ကြုံငါ့ကိုစော်ကားတယ်ငါ့ရဲ့ပညာကိုစော်ကားတယ်ဆိုရင်ကျွန်ပိတ်ပြောလိုက်မင်းပါတယ်မင်းပါအဲ့လိုတော့တက်နေတယ်မင်းပါကောင်းပညာရမလားဆန်းစိုက်လို့လားဆန်း ။ဘာလဲအင်္ဂလိပ်လိုပြောမလား။ဘာကြောင့်ပြောချင်လဲ။လုပ်ငန်းအပိုင်းဆိုင်အောင်ပြောမလား။မပြောဘူး။ဟုတ်ပြီ။အခုလက်ရှိဆိုလည်းကျွန်တော်ဒီတနေ့ဝင်ရှင်တနေ့ဝင်ရှင်ရှိတဲ့အချိန်မှာလူချင်းရှင်ဟုတ်တယ်နော်။ထိုင်းနိုင်ငံကိုလာတဲ့လူတွေတော်တော်များဒီထိုင်းစကားကိုတက်လာဆိုတဲ့ဟာအနည်းငယ်ပုံစံမှာစဉ်းစားကြည့်ကျွန်တော်ဆိုရင်အခုလက်ရှိတနေ့ဝင်ရရှိတယ် ကျွန်တော်ဘယ်လုံးကဒီတိုင်းပဲပေါ့ဒီဟိုပေါ့ပြောညံပဲနေတယ်ကျွန်တော်အင်္ဂလိပ်လိုတက်တယ်အင်္ဂလိပ်လိုပြောတယ်နောက်မှဘာဖြစ်လဲဆိုတာထိုင်းနိုင်ငံကအဲအင်္ဂလိပ်လိုတက်ရုံနဲ့အဆင်ပြေဘူးထိုင်းလူမျိုးတော်တော်များအင်္ဂလိပ်လိုမပြောကြဘူးအဲ့တော့နောက်ဘာစီတိုင်းလဲဆိုတော့ဟုတ်ပြီငါကအခုအင်္ဂလိပ်လိုတက်တယ်အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ငါပြောနိုင်တယ်ဒါပေမဲ့ကိုပြောတာကသူကလည်းနားလည်တာမဟုတ်နားမလည်တော့ဟုတ်ပြီငါမဖြစ်မနေငါထိုင်းလူတက်မှတ်ရမယ်ဆိုပြီးဘာဖြစ်လဲကျွန်တော်ဖုန်းထဲမှာထိုင်းလူလိုက်မိတယ်ဒါဘယ်လိုခေါ်လဲဘယ်လိုခေါ်လဲမသိဘူးအဲ့တော့အခုလက်ရှိအချိန်မှာ ဒီတစ်နှစ်ဝင်ရင်ဆိုတဲ့အချိန်တွေမှာကျွန်တော်ထိုင်းလိုတော်တော်ထမင်းစားရည်တောက်ဆိုတဲ့ level တစ်ခုကိုကျွန်တော်ရောက်ပြီးတော့မှဟိုမှာထိုင်းစကားကို30ရာခိုင်နှုန်း40ရာခိုင်နှုန်းတော့ကျွန်တော်နားလည်ပြီဈေးဝယ်တာပဲဖြစ်စေနော်ပဲသွားချင်တာပဲဖြစ်စေအဲအဲ့လိုမျိုးတွေမှာကျွန်တော်ပြောတတ်ပါတယ်ထိုင်းလူမျိုးတွေရင်ရှင်းမှုတွေကျွန်တော်သိပါတယ်ဘယ်လိုလဲဆိုတော့လိလာရတာလူတွေကမလိလာခြင်းကိုစူးစမ်းနိုင်ဆိုတာမရှိဘူးဆိုရင်ဘာမှမဖြစ်မလားတုံညတုံညအဲ့ရမလို့အခုပြီးွားထောက်ွားတဲ့တွေရှိတယ် အနည်းစားပြောမယ်ထိုင်းအောင်နိုင်အောင်လာတနည်းနေလေမသိတနည်းနည်းနေလေမသိဘူးဆိုတာဟာကအာဂျီယာပေါ်အတွေးကောင်ငါဘယ်သွားချင်လဲငါဘာဖြစ်ချင်လဲဆိုတဲ့ပုံကိုကြည့်ပြီးတော့လူတွေက level ပေါ်သွားတာဗျအဲ့ဒါကလောကကြီးတော့ခွဲခြားထားတာဟုတ်ပြီကျွန်တော်တို့ကယိုဒန်လူဟုတ်ပြီကိုစူးစမ်းခြင်းလေစူးစမ်းခြင်းနဲ့စိတ်ပေါ်မူတည်ပြီးတော့လူကအရှိုံရောက်သွားတာအဲ့လိုပဲအဲ့တော့ကိုယ့်ရဲ့ဆွမ်းဆောင်ရည်ကိုယ့်ရဲ့ skill ကိုသိပြီဆိုရင် ကြိုက်တဲ့နေရာကြိုက်တဲ့နိုင်ငံကြိုက်တဲ့နေရာကိုသွားအစ်စင်ပဲမင်းအစင်မပြူမင်းလှုပ်ထွက်ဟမ်ပြုံးပြုံးလေးပဲโอเค sorry ထွက်ပြီဘာလို့လဲဆိုတော့ငါ့မှာစကေးရှိတယ်ငါ့မှာအတွေ့အကြုံရှိတယ်ကြိုက်တဲ့နေရာကြိုက်တဲ့နေရာမှာကြိုက်ပြီလို့သွားပြီးအင်တာဗျူးပြီးတော့ကြိုက်တဲ့လို့မှာသွားရှောက်လို့ရအဲ့လိုမျိုးစိတ်တက်ကိုထားလူတွေကအလုပ်ဖြစ်သွားဆိုဟာအလုပ်မရှိတော့ဘူးဆိုတော့ငါသွားပါပြီတခြားလုပ်ဘူးလို့ရှာမှမသိဘူးဘာကြောင့်အလုပ်မရလဲ เนาะဒါပြောရမှာဆိုဘာကြောင့်လုံးမရနံပါတ်1အင်္ဂလိပ်လိုကြတော့တေးရရမှာပြအခုဒီနိုင်ငံလာရယ်ဆိုရင်ဒီနိုင်ငံရဲ့ဘာသာစကားလည်းမတူဘူးလုပ်ငန်းတွေ့ကြုံရတာဆိုတော့လုပ်ငန်းတွေ့ကြုံလို့မရအောင်အဲ့မှာလေပွဲရပြီပေါ့လုံးမရတော့ဘူးမစမ်းခင်ဗျာတခြားနိုင်ငံသွားတယ်ကြိုက်တဲ့နိုင်ငံသွားဘာသာစကားရတယ်ခင်ဗျားတို့လုံးမရှောင်းအတွေ့အကြုံရှိတယ်ခင်ဗျားတို့အတွေ့မရှောင်းဒါအဲ့တော့ဘာလဲဆိုတော့ scale ပဲတချို့တွေကအတွေ့အကြုံရှိတဲ့လူ ဝယ်ရတဲ့လူလိုချင်တာမဟုတ်ဘူးစူးစမ်းချင်စွမ်းအဲစူးစမ်းနိုင်စွမ်းရှိတဲ့လူရဲ့သင်ပေးရင်လိုက်လုပ်ပြီးတော့မှတက်မြောက်တဲ့လူကိုပဲလိုချင်တာဟုတ်တယ်အတွေ့အကြုံရှိဘူးသင်ပေးမယ်တချို့တွေပတ်စံမှာပေးထားတာတရပေးထားနှစ်လပေးထားသုံးပေးရပေးထားအစမ်းခံဆိုတဲ့ဟာအလကားဆန်တာမဟုတ်ခံတာမဟုတ်အစမ်းကန့်ဆိုတဲ့ကားထဲမှာမင်းအပိုးကျိုးလာမင်းကဘာကောင်လေးညာကောင်လေးဆိုတဲ့ဟာအဲ့အတော့ဒီမှာထွက်မင်းရဲ့ကစကေးကိုဒီကုမ္ပဏီပဲဖြစ်စေလူကြီးတွေဖြစ်စေအဲတရားမဟုတ်တရားက ခင်ဗျားရဲ့ skill ကိုသိပါရင်တိုက်တဲ့ company တိုက်တဲ့နေရာမှာတိုက်လို့လုပ်ရတယ်။ဟုတ်ပြီ။ငါပုံမှန် worker ပုံမှန်လုပ်တဲ့လူ supervisor ဒီလိုမဆိုင်ဘူး။ဘာလို့လဲဆိုတော့ supervisor level ကတက်လုံနေတယ်။အချိန်ကြီးအကြောင်းတရားမှာစားပိတ်အနေနဲ့ကငါမှတနည်းဆိုတဲ့အားပဲရှိတယ်။ supervisor level အခုလက်ရှိမှာကျွန်တော်ဒီလုပ်လို့နေစမှာစကားလည်းရင်ပြောရတယ်။သူကစားပိတ်ရှိတယ်။၁၀နှစ်ဆိုတဲ့စားပိတ်ရှိတယ်နော်။ လူတွေကကြိုးစားနိုင်စွမ်းရှိတယ်ကိုလှုပ်ချင်နိုင်စွမ်းရှိတယ်ကိုယ့်ရဲ့ skill ကိုယ့်ရဲ့အတွေ့အကြုံကိုတည်ပြီးတော့မှလူတွေဖြစ်မြောက်အခုထိုင်းနိုင်ငံဆိုရင်ကဘာရက်ကကလူတွေလာကျွန်တော်တို့ရဲ့ supervisor ဆိုရင်10နှစ်ဆိုတဲ့အတိုင်းက17နှစ်ဆိုတဲ့အတိုင်းကဒီ hotel ကြီးမှာဘယ်လိုလုပ်နေလဲကြားလာတယ်နိုင်ငံသားသားတွေလည်းလာဒါပေမဲ့အင်္ဂလိပ်လိုပြောတဲ့အချိန်မှာလူတယ်ထိုင်းလူတက်ရုံနဲ့မရအောင်အင်္ဂလိပ်လိုကလူတယ်ဟိုတယ်ကလည်းလူလို့ ဲ့ဒီလူတွေကိုလည်းပြင်ပြီး training ပြင်ပေးရတယ်ဟိုမှာတင်တန်းပြင်ပေးရတယ်။ဘာကြောင့်လဲဆိုတော့စာမျက်ပေးနိုင်အောင်လေခွေးရလင်းနေအောင်လေအဲ့တော့ထိုင်းနိုင်ငံကြီးရဲ့အတိုင်းဘာဖြစ်လဲဆိုတော့သူကနိုင်ငံအဖွဲ့မျိုးတယ်အဲအဆင်ပြေတယ်စီးပွားရေးလုပ်ငန်းတွေကောင်းလာဖြစ်တဲ့အတွက်လူတိုင်းရလည်းလာတယ်။ဒါပေမဲ့အဲ့လူတိုင်းရလည်းလူတိုင်းအင်္ဂလိပ်လိုပြောနိုင်လို့ဆိုတာသိတယ်။ထိုင်းလိုလာပြီဆိုရင်နိုင်ငံခြားသားတွေတောင်မှမှ business တွေပေါ့နော်အလုံးနဲ့ပိုင်းရလာပြီဆိုရင်တောင်မှအဲထိုင်းလိုသင်ရတယ်။အင်္ဂလိပ်လိုသွားပြောသူတို့မသိဘူး။အဲ့တော့ ေရှက်ရှက်တယ်ဆိုရင်ကျွန်တော်ရဲ့ supervisor ဆိုသေလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူစနေနေခဲ့သူအင်္ဂလိပ်လိုကုံကုံကြီးရတယ်သင်ပေးတယ်။အင်္ဂလိပ်လိုသင်ပေးတယ်။သူကလည်းလေးလာလေးလာလို့ရတယ်။မလေးလာဘူး။အင်္ဂလိပ်လိုနည်းနည်းလေးလောက်ပြောပြောလို့ဆိုတော့တစ်လုံးစားနှလုံးစားတော့ပြောဒါပေမဲ့တစ်လုံးစားနှလုံးစားလည်းအတော့ဒီအဲဘယ်လိုခေါ်မလဲဘယ်လိုမဖြစ်ကျွန်တော်ဆိုရင်ဒီမှာလာနေတယ်။ထိုင်းမှာလာနေတယ်။တစ်နှစ်တစ်နှစ်ခွဲဝင်ရှင်ဆိုတဲ့နေရာမှာကျွန်တော်ထိုင်းလိုလေးလာလိုက်တာ အဲ9လနဲ့3လဝင်ကြတာပဲရှိဘူးလုံးလုံးနေတဲ့အတွင်းထဲမှာဟိုမေဒီမ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 ီနဲ့ rotation မှာကျွန်တော်ထိုင်းလူကိုသမင်းစားရည်တော့ဆိုတဲ့အတိုင်းအတာတစ်ခုသိသွားတယ်စဲနီးဆိုနေရစားအကုန်သိထိုင်းနေတဲ့အကုန်ပေါင်းပြီးတော့မှသူတို့စကားတွေဘာသာစကားတွေသိချင်လိုက်နေတာသူတို့ရဲ့ယူရပါညာဆိုတော့ပုံသိသွားတယ်အဲ့တော့သူတို့ဌာနကိုလာတဲ့ရောက်စူပါဘေးစားစဲနီးဆိုတဲ့အတိုင်းကဒီဟိုတယ်မှာထွက်တာကြာပြီကျွန်တော်လာတယ်အင်္ဂလိပ်လိုတစ်လုံးဝအင်္ဂလိပ်လိုပဲပြောတတ်တယ် ။အဲသူတို့ရမသိဘူးဟုတ်ပြီ။ဒါပေမဲ့အချိန်နဲ့တိုင်းတာသခုဆိုတဲ့နေရာမှာကျွန်တော်ထိုင်းကိုပြောတတ်တယ်။ဆိုရင်ဟာတကောင်ဘလို့မှသိနိုင်လည်းမသိဘူး။တကယ်အဲ့လူကြီးရှက်တယ်ဆိုရင်သိလို့ရတယ်။သိလို့ရတယ်။ဘာကြောင့်လဲဆိုတော့လူတွေကကိုသွားခြင်းနဲ့လည်းပဲကိုကျိုးစားခြင်းစိတ်ရှိရဆိုရင်လက်ဖြောက်လူချက်တီးရော။အဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းပဲပညာရည်ရှင်းတဲ့ brain တွေပဲဆိုရတာကကိုယ့်ရဲ့ကိုယ်ရည်ကိုယ်တွေကိုယ့်ရဲ့ skill ကိုယ့်ရဲ့မှတ်ဉာဏ်ပေါ်အများကြီးပို့လို့တခါရရင် အတွေးမတူဘဲနဲ့ရင်ဖြစ်တယ်ဆိုတာဘာကြောင့်လဲဆိုတော့အတွေးမတူအတွေးကြောင့်မတူအတွေးမတူလူမတူအဲ့တော့လူငယ်တွေစကားပြောတဲ့ဟာကိုလူကြီးနားမလည်ဘူးဆိုတဲ့ဟာအဲ့ဒါဒါပေမဲ့တယူနေလို့မရတော့ဘူးကျွန်တော်ကွန်ဗတ်ဆိုတဲ့လုပ်ရကျွန်တော်ကောင်းနေဆိုရင်ကျွန်တော်ကောင်းဆိုရင်ကျွန်တော်ကွန်ပျူတာလုပ်ရလူတွေရောတခုပြောလိုက်ပြီဆိုရင်ကောင်းတဲ့ဟာနဲ့မကောင်းတဲ့ဟာနဲ့ကျွန်တော်နှစ်ခုထွက်တယ်အဲ့ဒါကိုပိုင်းခြားပြီးတော့မှကျွန်တော်ကကြားချပြီးတော့မှအလုပ်လုပ်တယ်တွေးခေါ်အော်ဒီလိုမကောင်းဘူးဒီလိုမကောင်းကိုယ့်ဘုံမကောင်းဒါပေမဲ့ မကောင်းဘူးလို့ကျွန်တော်မတွေးဘူးလောကကြီးထဲမှာလူတွေကမကောင်းတာမဟုတ်ဘူးမပြင်းလို့မှမကောင်းဘူးအလုံးမြစ်တာထားလိုက်တယ်ဘုရားဘာသာစကားပြောလို့ဆိုသူကိုမကောင်းအဲမကောင်းတာဘူးဘယ်လိုဒီမခံစားအောင်အဲ့တော့ခံစားနေလို့လေကိုယ်တမားမပြူအဲ့တော့ပြောကြည့်တယ်နားမထောင်ဆိုရင်ပြီးလူတိုင်းကကိုယ့်ဘဝကိုရှောင်အောင်တချို့ຢာရပါလို့ဆိုတော့တကယ်မိတ်ဆွေကောင်းတွေနဲ့တွေ့ရတယ်အတငယ်ချင်းကောင်းတွေရှိတယ်အလုပ်ထဲမှာလည်းကြုံတယ်ဒါပေမဲ့သူ့ရှေ့ကနေပြီးတော့ပညာမယူတတ်တာ ကျွန်တော်ကြီးဆိုရင်ပညာပေးခြင်းဒါပဲယူတော့အာဂျီယာပြင်းတယ်မလို့ကျွန်တော်တို့ကမစိုးဘူးလားဆိုမင်းမစိုးဘူးလားမင်းအဲ့လိုပြီးကောင်းနေလားဆိုတော့မကောင်းအရေးဆောင်သိချင်းတော့တယ်ပညာသောက်သိချင်းတော့တယ်မူးချင်မူးတယ်ဒါပဲကျွန်တော်ပြောတဲ့ဟာကြီးကကိုလောက်ောက်မဲ့ဟာကိုလောက်ောက်မဲ့လမ်းကြောင်းကိုအတွေ့ရကိုတွေ့ဘူးတော်ဘူးတော်ယူရတယ်ပြောတာပြောတာပါတာပါတယ်ကလပ်မသွားခြင်းလားကလပ်သွားခြင်းလား ဘာမှမစောင့်ကြည့်တာဘာသွားကျင်လဲနှာဝူးမထကျင်ဘူးလားဟုတ်မင်းနေပြီလူပဲနှာဝူးထကျင်တာဟိုကြောင်လားနှာဝူးထတာကတကယ်လားမိစားစုကြီးရဲ့တကယ်လားနော်အဲပတ်ဆိုင်ရှာတာတကယ်လားကိုယ့်ရဲ့အတွေ့အကြုံကကတကယ်လားကိုသွားမလဲတကယ်လားခန္ဓာနဲ့ခွဲထားနော်ဖုန်းကြောင်နေလို့လည်းမရကမြောက်ထားနေလို့လည်းမရဘဝရှိရတို့လောက်ဆရာရှိရတို့ကပတ်ဆက်စုစည်းလာစုတာသူ့ခန္ဓာကိုခွဲထားတချို့အဲ့လိုမဟုတ်ဘူး တော့မယ်မလာတော့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 မလာဘူးညာအလုံးမလာနိုင်တော့ဘူးမဟုတ်ဘူးအဲ့ဒါမူးအောင်ဆိုစိုက်လို့မူးအောင်ဆိုစိုက်လို့လစ်စိုက်လို့ကမင်းရောက်တာစိုက်လို့နှောက်ဘူးတာစိုက်လို့လှုပ်ရှင်လို့အလုတ်ကအလုတ်ခင်ဗျားကတောင်းဝင်ဖို့တရားကိုခင်ဗျားကြေးပေါ်အောင်လုပ်ကအဲ့ဒါလူရဲ့မင်းဘာကောင်လဲဆိုတဲ့မင်းဘာဖြစ်ရှင်လဲဆိုတဲ့ဟာပုံမူတည်ရကိုယ်ကိုယ်လေးဆိုတာအဲ့ဒါကျွန်တော်တို့ရေအကျက်တော့ဟုတ်တယ်နော်မနေ့ကျွန်တော် အလုတ်ကို9နာရီဝင်ရမှာကျွန်တော်17နာရီထိတစ်ခါရရင်ပုံဆုံး၄လုံးလောက်လုတ်တယ်ပုံဆုံးလည်းဗီရတောင်းတောင်းရဲဆောင်တောင်းတောင်းအချိန်၄နာရီရှိတော့တစ်ခါရရင်မနေ့၄နာရီရနေပြီးတော့နော်အဲ့ဝန်အဲ့တော့9နာရီကျွန်တော်အလုတ်ဝင်တယ်9နာရီရနေပြီးတော့ညပန်9နာရီထိုးနေထိုးတယ်ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်အဲ့အချိန်နာရီအဲ့အချိန်နာရီမသိဘူးဒါကျွန်တော်ရဲ့တောင်းဝင်ကျွန်တော်ဆောင်ဝင်ကြည့်လို့သွားရမယ်အလုပ်ကိုသွားရတယ်ရှောင်းအောင်လုပ်လို့ဒါကုတ်ကန်တာ ။ဟာအေးအေးမပြတ်တာတွေဟာဝူးဝါးတွေလမ်းတာတွေကကုကန္နာကိုမှားရတဲ့အရာကိုပေါ်ကိုချင့်ချင်ရကိုပတ်ဆိုကအဲ့ဒါပညာဆိုတဲ့ဟာအဲ့ဒါချင့်ချင်နိုင်စွမ်းအဲ့တော့လူငယ်တွေကျွန်တော်ပြောချင်တာကလူတယောက်နဲ့တယောက်ရေးစားနဲ့တယောက်နဲ့တယောက်နဲ့အတွေ့အကြုံမတူဘူးဆိုတဲ့ဟာလေအဓိက level အတွေ့အကြုံမတူဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်အဆင်မပြေကြဘူး တော့အနှစ်ချုပ်နေတဲ့ကျွန်တော်ဒီအကြောင်းမှာပြောရမှာဆိုရင်ကျွန်တော်စကားတွေထဲမှာတခုမှမဟုတ်ဘူးသိမယ်လို့ထင်တယ်။အဲ့တော့ပညာရှိတာဘွယ်မရှိတာအရေးချင်းနောက်ကြီးအရေးမကြီး။ဘာကြောင့်တချို့လုပ်နေတာအဲ့လိုကိုခေါ်တယ်ဆိုရင်ဟာကိုယ့်ရဲ့ IQ ကိုယ့်ရဲ့ level ပုံမတူဘူး။အဲ့တော့ပြောမှာဆိုရင် IQ မတူဘူး level မတူဘူးအတွေ့အကြုံမတူဘူးဆိုရင်တခြားသာမတူဘူးဆိုလို့ပြေးဟုတ်ပြီနော်။ ဲ့တော့အားလုံးဆင်ပြေကြပါစေကျွန်တော်ရဲ့စကားထဲမှာကျွန်တော်အတွေ့အကြုံတွေထဲမှာတစ်ခုမတစ်ခုရလာနေလို့ကျွန်တော်ထင်ပါတယ်ပေါ့နော်အဲ့တော့နောက်ထပ်အကြောင်းအရာတွေမှာလည်းကျွန်တော်ဘောအတွေ့အကြုံတွေကို share ရလုပ်ပေးမယ်အဲ့တော့ကျေးဇူးများလိုက်တော့ပါတယ်နောက်ထပ်အကြောင်းအရာတွေမှာပြန်တွေ့ရအောင်ဆက်စပ်မလို့ channel ရတော့ဒီပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ဘောအတွေ့အကြုံတွေအများနဲ့ share ရလုပ်ပေးနေတဲ့ channel ဖြစ်ပါတယ်ကျေးဇူးများလိုက်တော့ပါတယ်